ိုလိုချင်တဲ့စုသေးသေးချာချာတောင်းမိဆိုတဲ့အခါမှာဟိုတောင်းတဲ့အတိုင်းပြည့်စုံမှုရတဲ့အတွက်ကိုယ်တန်နဲ့မှာဘာတွေရှိဖို့လိုအပ်တယ်လဲဆိုတာသိထားဖို့တော့အဲ့ဒါကပါလဲလို့ရှိရင်နမတေကယုံကြည်ချက်တတ်တာရှိရနမနိကကိုချင်းတင်လာနဲ့ပြည့်စုံရနမတုံးကတရားဓမ္မကိုကြားနာပူးတဲ့ပုဂ္ဂိုလ်ဖြစ်တယ်တော်ပေါင်းတရားကြားနာတယ်ဆိုတာ အင်တာမတ်တန်မိုးရှင်ကိုယ်စရဲ့ဥတီချက်မှန်ကန်မှုကိုရရှိစေ။ဒါကြောင့်မို့လို့အဖြစ်ကင်းတဲ့ပညာရတဲ့နဲ့ပတ်သက်ပြီးတော့ဈာနာပူခြင်းဆိုတဲ့တုဒ္ဒဆိုတာရှိရတယ်။နောက်တစ်ခုကစာကားဆိုဆုံးလလူတန်းမှုတစ်ခုကိုရှိရတယ်။နောက်တစ်ခုကတော့အသိပညာစဉ်းစားဉာဏ်ပညာထက်တဲ့ပုဂ္ဂို အဲ့ဒီငါအချက်ပြည့်စုံပြီဆိုလို့ရှိရင်တောင်းတဲ့ဆုံးကပြည့်စုံတယ်လို့ဟောအဲ့တော့ဘုန်းကြီးတို့တွေဆွတောင်းမယ်ဆိုလို့ရှိရင်ဒီ90ကိုကိုရှိမရှိပြည့်စုံဖို့ရှိမရှိချွတ်တင်ပြီးတော့စဉ်းစားထားဒီ90နဲ့ပြည့်စုံပြီဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆွတောင်းမှုကပြည့်ပြည့်စုံနိုင်တယ်လို့ဒါဘုရားမြတ်စွာဟောကြားတဲ့တည်တနာတော်ပဲ